မိုင်းရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့အပိတ်အားနဲ့20နှစ်မျိုးကို ပြန်လည်မြောက်ပြတော့မှာဖြစ်ပါတယ်အပိတ်နှလုံးဖြစ်မယ်ပေါ့နော်အပိတ်အားနဲ့ကနန်းနှလုံး20နှစ်မျိုးဖြစ်ပါတယ်ပင်ရှိဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီ2020နဲ့4နှစ်ဦးကနန်းဒီကိုခုံကူအနေစာပြီးပြပေးတော့မှာဖြစ်ပါတယ်နံပါတ်စဉ်78 78 90အနေပေါ့နော်တွေ့ရရှိမှလည်းရှိသေးတယ်ပေါ့နော် โอเคကျွန်တော်တို့နေ့အရာ9နဲ့10နဲ့အပိတ်အားနေတယ်ဗောနော်9ခွန်9ဆိုရအတွက်9အပိတ်ဖြစ်ပါတယ်နံပါတ်18မှာ9တိအပိတ်အားနေတယ်ဗောနော်3အပိတ်ခြားပေးသွားခဲ့တယ်ခင်ဗျာ၄နှစ်အပိတ်အားနေတာ3 9 9အပိတ်ဖြစ်ပါတယ်သင်9အပိတ်အားနေတာဆိုရင်3အပိတ်ခြားပေးသွားခဲ့တယ်ဗောနော်6 3 3 8ဒီမှာ8တလုံးထဲဗောနော်တူနေတာဖြစ်ပါတယ်6နှစ်6 တောင်ညာကိုကိုအပိတ်နေရာမှာပေးတာဆိုရင်တရပိတ်ချပေးသွားခဲ့တယ်။လင်းနဲ့ချောင်းနဲ့အပိတ်ပေးတယ်ဗောနော်။ရှစ်အပိတ်ချပေးသွားတာဖြစ်ပါတယ်။ငါးနှစ်အပိတ်ကိုပေးတာတစ်တစ်ချောင်းချောင်းအပိတ်ဖြစ်ပါတယ်။တင်းနှစ်အပိတ်ကိုပေးတာတောင်ညာအပိတ်6ကို3ညာရှစ်ခွန်အပိတ်ပေးတာ5ကို3 3အပိတ်ဖြစ်ပါတယ်။တစ်3အပိတ်ပေးတဲ့ချိန်မှာ၄အပိတ်ချပေးသွားခဲ့တယ်ဗောနော်။၅3ညာ၄ဖြစ်ပါတယ်။ တင်းနဲ့အပိတ်ပေတာ၃အပိတ်ချပေးသွားခဲ့တယ်ဒီမှာတော့အတွင်းနည်းမျိုးစလုံးမှာ9အပိတ်ပေတာပေါ့နော်ရှောင်းအပိတ်ချပေးသွားခဲ့ရခင်ဗျာ9နှစ်ပေတာတိအပိတ်ဖြစ်ပါတယ်၃ည၄တိ၄အပိတ်ကိုပေတာဆိုရင်၈၆ခွန်9အပိတ်၃ညအပိတ်အား၃ညနှစ်အပိတ်အားနေတာဆိုရင်6အပိတ်6ည6 6ရှောင်းနှစ်ရှောင်းနဲ့၃နဲ့ဒီအပိတ်နှလုံးကိုပေတာဆိုရင်9အပိတ်6ရှောင်း9ဖြစ်ပါတယ် ရှောင်းရှောင်းကားပြီးတော့နောက်ထပ်တစ်ပြင်မှာကိုးရှောင်းနေပေါ့နော်ကိုးရှောင်းနေတစ်ပြင်ကိုလည်းဆက်ပြီးလေ့လာကြည့်အောင်နံပါတ်35ဒီမှာတော့20မျိုးစလုံးမှာဆိုရင်တုံများအပိတ်ပေးမယ်ပေါ့နော်နေ့အပိတ်ချပြီးသွားခဲ့တယ်ခင်ဗျာကိုးရှောင်းနေ9နဲ့နေ့နဲ့ကိုပေးတာဆိုရင်တုံများလေးလေးလေ့အပိတ်ဖြစ်ပါတယ်ရှောင်းနဲ့9နဲ့အပိတ်ပေးတာပေါ့နော်နေ့နေ့တည်းတရပိတ်ဖြစ်ပါတယ်6တုံများအပိတ်ကိုပေးတာ8လေး3 3အပိတ် နေလေးအပိတ်ပေတာခြေချောင်းသုံးသုံးအပိတ်ဖြစ်ပါလေချောင်းနဲ့လေးနဲ့ကိုပေတာဆိုရင်ကိုအပိတ်နှစ်တုံများကိုရှစ်လေးအပိတ်ပေတာခွန်ခွန်ကိုကိုအပိတ်ပေဖြစ်ပါလေသုံးတုံများအပိတ်ကိုပေတာသုံးခွန်ခွန်တစ်တစ်အပိတ်ပေတာလေးအပိတ်ရှစ်တစ်အပိတ်အားနေတယ်ဗောနော်သုံးအပိတ်ရှားပြီးသွားတယ်ငါသုံးအပိတ်အားနေတာခုနှစ်အပိတ်ရှောင်းရှစ်ခွန်ရှစ်ရှောင်းအပိတ်အားနေတာဆိုရင် ခုနှစ်အပိတ်နှစ်ခွန်သုံးညအပိတ်အားနေတာရှစ်အပိတ်သုံးရှိရှိငါးလေးအပိတ်အားနေတာဆိုရင်ကိုအပိတ်သုံးသုံးများကိုတစ်ခွန်အပိတ်ပေတာနှစ်အပိတ်သုံးငါးနေဆိုပြီးတော့ကျင်းအဖြစ်90ကျင်းအထိလုံးဝပြည့်ပြည့်မရှိသေးဘူးခင်ဗျာ။ဟုတ်ကဲ့။ဒါလေးကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ပြန်လည်းညွှန်ပြပေးသွားမှာဖြစ်ပါတယ်ဗောနော်။ဒါကနံပါတ် A နံပါတ် B ဗောနော်။ အရင်ဆုံးကျွန်တော်အပိတ်အားနဲ့နံပါတ် A ကိုအရင်ဆုံးလေ့လာကြည့်အောင်ပေါ့နော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်အပိတ်အားနဲ့တွင်းနီးနံပါတ် A ဖြစ်ပါတယ်ကျွန်တော်အတူတူလေ့လာကြည့်အောင်ပေါ့နော် နှစ်တုံညာကို9တကကျွန်တော်ခွန်ခွန်ကိုနှစ်တုံတပင်ကိုပေါ့နော်အဲ့မှာကျွန်တော်၃ညကိုနှစ်ကြိမ်ပေါင်းထားတယ်ပေါ့နော်၃ညကိုနှစ်ကြိမ်ပေါင်းတာ၃ညနေ့နဲ့ပေါင်းတာနေ့ ဒီတင်းနဲ့ကြိမ်ပေါင်းတာနှစ်ကို၄နဲ့ပေါင်းရှင်း၆တပန်းဒီရှောင်းနဲ့နှစ်နဲ့ထပ်ပေါင်းတာ၈ဆိုတဲ့အတွက်ကြောင့်မို့ရှင်းအပိတ်အားနေတာခွန်ခွန်၉ဆိုတဲ့အတွက်ကြောင့်မို့၉အပိတ်ဖြစ်ပါတယ်ရှင်းအပိတ်ပေတာ၉အပိတ်ချပေးသွားတယ်ပေါ့နော်ခွန်က၃ကြိမ်20နဲ့တင်း၃နဲ့ကြိမ်6ကို၄နဲ့ပေါင်းရင်30တင်းနဲ့၃များနဲ့ပေါင်းရှင်း၁ဆိုတဲ့အတွက်တင်းအပိတ်အားနေတာဖြစ်ပါတယ်နောက်ထပ်တစ်ပြန်မှာတော့ခွန်၃ည၃ညဆိုတဲ့အတွက် တိအပိတ်ပဲတာတုံညာအပိတ်ဖြစ်တယ်ဗောနော်ခုနှစ်ကတစ်ကြိမ်တင်းနှစ်ကြိမ်နှစ်ကို၄နဲ့ပေါင်းရှင်း6ခုနှစ်6ပေါင်းတော့ပေါင်းရှင်း73 3အပိတ်အားနေတာ3 0 0ချပေးသွားခဲ့တဲ့အတွက်ကျွန်တော်အဲ့ဒီမှာ3အပိတ်အားနေတာခုနှစ်အပိတ်ချပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာလေလေ3ပေါင်းရှင်းခွန်ပါနော် အဲ့ဒီမှာခုနှစ်နှစ်ကြိမ်ပေါင်း14လေး3ပေါင်းရှင်ခုနှစ်ပြရမှာဖြစ်ပါတယ်။တုံညာနဲ့၄ပေါင်းရှင်လေးဆိုတော့ခုနှစ်၄ပေါင်းရှင်17တိအပိတ်အားနေတာဆိုရင်89 4အပိတ် Okay ဒီမှာ4အပိတ်ဖြစ်တယ်ပေါ့နော်။ Okay နောက်ထပ်တစ်ပြင်ဒီခုနှစ်ကြိမ်18ကိုချင်းနေပေါင်းတာ16လေ3လီဒီ7ဆိုတဲ့အတွက်6ရက်2ရက်ပေါင်းတော့ပေါင်းရှင်6ရှစ်အပိတ်အားနေတယ်ပေါ့နော် နောက်ထပ်ဒီမှာက6 6လေးပြီးတော့5 6 3ဆိုတဲ့အတွက်3အပိတ်ဖြစ်တယ်ပေါ့နော်အရှိအပိတ်ပေတာ3အပိတ်ဖြစ်ပါတယ်6နာကျိစနစ်နင်းနဲ့9ပေါင်းခွန်ပြီးတော့ဒီမှာ6ပေါ့နော်6ခွန်ပေါင်း15ဆိုတော့9အပိတ်အားနေတာခုနှစ်အပိတ်68ခွန်ဖြစ်ပါတယ်ခင်ဗျာโอเค6863 6ဆိုတဲ့အတွက်7နာကျိ16 6နာပေါင်းတာ7 6နဲ့၄ပေါင်းရှင်း30တိမှ6သလုံးဆိုတော့6နဲ့2ထပ်ပေါင်းတော့8 8အပိတ်အားနေတာ9အပိတ်နိနိခွန်ဖြစ်ပါတယ်နေက3ကြိမ်တိ6ဖြစ်ပါတယ်9နဲ့ကြိမ်30 6 6ပေါင်းရှင်း30 3များအပိတ်အားနေတာဆိုရင်6အပိတ်3ရှိရှိဖြစ်ပါလေ3ညအပိတ်အားနေတာပေါ့နော်6အပိတ်ချပေးသွားတယ်6နဲ့3ပေါင်းရှင်း9 ရှောင်းတန်းလေးပေါင်း80 6တလုံးပေါ့နော်ဒါဆိုရင်9ရှောင်းပေါင်းတော့55ငါအပိတ်အားနေတာ9အပိတ်3တုံညာ9โอเคနောက်ထပ်တစ်ပြင်ဒီ3တစ်ချိန်ပေါ့နော်3က3ချိန်9ချိန်74 4နဲ့ပေါင်းတာ8 3 8က73ဆိုတဲ့အတွက်ဒီအပိတ်အားနေတာဆိုရင်3 9 2နှစ်အပိတ်ဖြစ်ပါတယ်တေအပိတ်အာနေနေအပိတ်ချပြီးသွားတယ်ဗောနော်33 4 ။ဒါဆိုရင်၃လေးပေါင်းတော့ခုနှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီဆက်တဲ့ချိန်မှာကျွန်တော်တို့ခုနှစ်အပိတ်အားနေတာဖြစ်ပါတယ်။ငါတင်ရှာအသွင်းဒီအရာပေါ့နော်။ဒီခွန်ခွန်ကိုရှိကိုတေကတုံညာ၃ကခွန်တေကလေးရှိကတုံ၅ကခွန်ရှိကခွန်တုံမြ၅ပေ၉တပေတာနဲ့ဒီခုနှစ်ကိုပေမယ်ပေါ့နော်ဒါအတွင်းနံပါတ်အေဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ပြန်ပြီးတော့ကြည့်ကြည့်အောင်ပေါ့နော် ရှင်းတဲ့တောင်းတဲ့009အနေပေါ့နော်။တနည်းနဲ့ပဲအေကဒီမှာ009အနေရှင်းတဲ့တောင်းတဲ့ပြီးရင်ရှင်း9ရှင်းတော့ညဒီဘက်မှာပေါ့နော်။ရှင်း9ရှင်းတော့ည9တဲ့9ဒီမှာ9တဲ့9ပေါ့နော်။ပင်ပေါင်း90နဲ့တစ်ချိန်အထိ okay အမလာပါနော်ဒါဆိုရင်20နံပါတ်1က9အပိတ်အားနေတာဖြစ်ပါတယ်နောက်ထပ်20နံပါတ်2ကိုဆက်ပြီးလေ့လာကြည့်အောင် ဒါကတော့ကျွန်တော်အပိတ်အားနဲ့20နံပါတ်1ဖြစ်ပါတယ်20နံပါတ်ပြီပေါ့နော်ဒီနေနဲ့ကိုပေါင်းတာ7တင့်တဲ့ချိန်ကနေကိုဒီတင့်နဲ့ပေါင်းတာ3ဆိုတော့တစ်3ပေါင်းရှင်4 4အပိတ်အားနေတာဖြစ်ပါတယ်နောက်ထပ်တစ်ပင်မှာကအခွန်ခွန်9အပိတ်ဖြစ်တယ်ခင်ဗျာ4အပိတ်ပေတာ9အပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ပင်ခွန်9ပေါင်းတာ16 ၃နှစ်ကြိမ်၆ကိုတင်နေပေါင်းတာခွန်၆နှစ်ခွန်နဲ့က73ရာတဲ့အတွက်၃အပိတ်အားနေတယ်ဗောနော်ခွန်၃ည၃ညဆိုတဲ့အတွက်၃အပိတ်ပေတာ၃ညအပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ပြင်ဗောနော်ခွန်၈၉၃၀၃ညအပိတ်ပေမယ်ဗောနော်နောက်ထပ်တစ်ပြင်မှာက၃ခွန်ခွန်ဖြစ်ပါတယ်၃ခွန်ခွန်ဆိုတဲ့အတွက်၃ညအပိတ်ပေတာ9အပိတ်ချပေးသွားတယ်ဗောနော် 3ခွန်ပေါင်းရှင်းတဲ့စေ၊၃မြနဲ့၁ပေါင်းရှင်းတင့်ဆိုတဲ့အတွက်တင့်အပိတ်ပေးမယ်ပါနော်။နောက်ထပ်ဒီမှာက၈၉၄ဖြစ်ပါတယ်။၄အပိတ်ခြားပေးသွားတယ်ပါနော်။နောက်ထပ်၈၄ပေါင်းရှင်းသည်၁၂ရာတယ်ပါနော်။နှစ်ကိုဒီ၈နဲ့ပေါင်းရှင်းက၁၀ဖြစ်ပါတယ်။တင့်တစ်လုံးကြံမယ်ပါနော်။ဒါဆိုရင်တင့်အပိတ်ပေးတာ၃အပိတ်၅၆၃ဖြစ်ပါတယ်ခင်ဗျာ။တင့်ပေးတာ၃ 3ပေါ့နော်နောက်ထပ်တစ်ပင်9 3ပေါင်းရှင်းရှင်း၈၈ကုန်4ပေါင်းနာကစနစ်နေ့နဲ့7ပေါင်းတင်3 3အပိတ်ပေးတာဆိုရင်ခုနှစ်အပိတ်68ခုဖြစ်ပါတယ်ခင်ဗျာ68ခုဆိုတဲ့အတွက်ကျွန်တော်တို့3ပေးတာခုနှစ်အပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ပင်6နဲ့ခွန်ပေါင်းတာ63 28ရှင်းနဲ့တပေါင်း99ခွန်ပေါင်း76ဖြစ်မယ်ပေါ့နော်6အပိတ်ပေတာဆိုရင်နှစ်နဲ့ခွန်9အပိတ်ဖြစ်ပါတယ် ဒါကြောင့်မို့6ပေတာခုနှစ်အပိပေါ့နော်နောက်ထပ်တစ်ပိ9နဲ့ကျိန်း30နင်းနဲ့ခွန်ပေါင်း9နဲ့တစ်ပေါင်း30တုံညာအပိပေးမယ်ပေါ့နော်နင်းနဲ့ခွန်ပြီးတော့နောက်ထပ်တစ်ပိမှာ388 6အပိဖြစ်ပါတယ်တုံညာအပိပေးတာ6အပိ388 3နဲ့10ပေါင်းတာ7တေ6နဲ့ကျိန်း7နင်းနဲ့တစ်ပေါင်း3ဆိုတော့တစ်3ပေါင်းရှင်း4လေးအပိအားနေတယ်ပေါ့နော်နောက်ထပ်တစ်ပိမှာက3တုံညာ9ဖြစ်ပါတယ် ဒါကြောင့်မို့လေးအပိတ်ဖေးတာကိုအပိတ်ပေါ့နော်နောက်ထပ်တစ်ပြင်3ကိုက7နှစ်နဲ့ဒီလေးပေါင်းရှင်းဒီ6 6တပေါင်း9ဆိုတဲ့အတွက်တနည်းအရာ9အပိတ်ဖေးတာဆိုရင်နှစ်အပိတ်3 9နှစ်ဖြစ်ပါတယ်ခုနှစ်ပိတ်ပေတာနှစ်အပိတ်ခြားပေးသွားတယ်ဗောနဆက်တဲ့ချိန်အတွက်၃နှစ်နှစ်ပေါင်းက၅နှစ်တစ်ပေါင်း၆ဆိုတဲ့အတွက်ဒီ20အရာဆက်ပေးသွားခဲ့မယ်ဆိုရင်ဗောနကျွန်တော်၆အပိတ်အားနေမှာဖြစ်ပါတယ် โอเคဒါဆိုရင်၄ပေတာ9 3ပေတာ3ည3ညပေတာခွန်း1ပေတာ၄1ပေတာ3 3ပေတာခွန်း6ပေတာ9 3ညပေတာ8 4ပေတာ9 9ပေတာ2ဒီတစ်ပတ်မှာ6ပေမယ်ဘောနော်အဲ့ပေနေရမှာ6ဒလုံးပေမှာဖြစ်ပါတယ်၄3 3ည1ဒီမှာဘောနော်ခုံခုံကိုအနေစာကြည့်မယ်၄3 3ည1 1 3 6 3ည1 3 6 3ည4 6ဒီမှာ လေခွန်ဒီအောင်မှာ6ဖြစ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဆက်တဲ့ချိန်မှာ22ခုစလုံးဆိုရင်ပေါ့နော်ကျွန်တော်ခွန်နဲ့6နဲ့ကို အပိတ်နေရာမှာပယ်ရမှာဖြစ်ပါတယ်ဒါတနည်းအရဒေလာလို့ရအောင်ပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုလည်းဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ